င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်ရှင်ထိုင်းနိုင်ငံမှာကာလာတို့ ED visa နဲ့ကြောင်းတက်နေတဲ့လူငယ်တွေကို စစ်ကောင်စီက passport တက်တန်းတိုးခြင်းကိုရစလိုက်ပြီးအတင်းအဓမ္မစစ်မှုပြန်ထမ်းစေရန်ထပ်မံကြိုးပမ်းပါတယ်မြန်မာနိုင်ငံနေရအနှံ့ပြတ်မှာလာမဲ့၃ရက်တွင်မိုးသဲထန်စွာရာသွန်းပြီးရေကြီးခြင်းမြေပြိုခြင်းတို့ကိုအထူးသတိပြုရမယ်တဲ့ပါဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တဲ့ပုတ်ကတော့ထိုင်းနိုင်ငံမှာကာလတို့တင်နှန်းတွေနဲ့နန်း ED visa ရယူထားသူတွေကိုနိုင်ငံကိုလက်မှတ် passport အသစ်လဲလှယ်တာမျိုးဘန်ကောက်တန်ယုံနဲ့ချင်းမန်ကောင်စစ်ဝန်ရုံးတွေမှာမထုတ်ပေးတော့ဘူးလို့အခုလိုကြေညာလိုက်တာဟာလူငယ်တွေကိုပြည်ပထွက်ခွာခွင့်ပိတ်ပင်ကအတင်းအဓမ္မစစ်မှုထမ်းစေဖို့အတွက်ကြိုးပမ်းလာတာဖြစ်တယ်လို့လက်ရှိနန်း ED visa နဲ့နေထိုင်နေတဲ့လူငယ်တွေကရန်ကုန်ခေတ်တည်နာကိုပြပြပါရတယ်။အကြက်ဘက်စစ်ကောင်စီလက်အောက်ခံမြန်မာတန်ယုံကစက်တင်ဘာလ12ရက်နေ့ ရက်စွဲနဲ့နန်းဤဒီဗီဇာရောက်ကကာလာတို virtual format ပုံစံနဲ့တက်ရောက်နေကြတဲ့ចောင်းသားចောင်းသူတွေအလွန်မပြားလာတဲ့အတွက်ကြောင့်စက်တင်ဘာလ16ရက်နေ့ကနေစတင်ပြီး passport တက်တန်းတိုးခြင်းကိုရက်ဆိုင်မယ်လို့ထုတ်ပြန်လိုက်တာလည်းဖြစ်ပါတယ်။လက်ရှိအကြမ်းဖက်စစ်ကောင်စီအနေနဲ့ကာလာရှေတက်ရောက်နေကြတဲ့ចောင်းသားចောင်းသူတွေကိုတော့အရင်တိုင်း passport for education ပြီးလဲလဲခြင်းကိုဆောင်ရွက်ပေးမယ်လို့ဆိုထားပေမဲ့အပြည့်အဝယုံကြည်လို့မရနိုင်ဘူးလို့ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ non-ed visa နဲ့ နေထိုင်နေကြသူတွေကရန်ကုန်ခေတ်စ်ကိုပြောပြပါဗျာ။အဲလိုလောက်တာဟာစစ်မှုထမ်းစေခြင်းလို့တမင်ရုပ်မှာပြီးဂျောင်ပိတ်ရိုက်ဖို့လောက်တာဖြစ်တယ်လို့လည်းနန်းအီဒီဗီဇာနဲ့နေထိုင်နေတဲ့လူငယ်တို့ကရန်ကုန်ခေတ်စ်ကိုပြောပါရရှင်။ ဒီတစ်ခါမှာတော့အမျိုးသားညီညွတ်ရေးအစိုးရနဲ့မြန်မာနိုင်ငံလုံးဆိုင်ရာကြောင်းသားများဒီမိုကရက်တစ်တပ်ဟို ABS ရဲ့ပြုကြားမှာနိုင်ငံရေးလူမှုစီရင်ရေးစီရင်တဲ့ဗန်ဒိုင်းကဏ္ဍတွေမှာပူးပေါင်းဆောင်ရွက်ဖို့နားလည်မှုစာကြုံလာလက်မှတ်ရေးထိုးခဲ့တယ်လို့ ABS ရဲ့တွက်ဖက်အထွေထွေအတွင်းရေးမှူးတရဲဘော်ကျော်ကျော်လင်းကရန်ကုန်ခေတ်စ်ကိုပြောပါရယ် NUG နဲ့မြန်မာနိုင်ငံလုံးဆိုင်ရာကြောင်းသားများဒီမိုကရက်တစ်တပ်ဟို ABS ရဲ့ပြုကြားမှာအပြန်အလှန်နားလည်မှုနိုင်ငံရေးဂုဏ်သိက္ခာအပြန်အလှန်အတိမတ်ပြမှုတို့ကိုအခြေခံပြီး နှစ်ဖက်အဖွဲ့အစည်းနှစ်ခုကြားမှာခိုင်မာအားကောင်းတဲ့ဆက်ဆံမှုတည်ဆောက်ရေးဆရာနာရှင်စနစ်ပပျောက်ရေးနဲ့အနာဂတ်ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စု ပေါ်ထွန်းရေးလုပ်ငန်းတွေမှာအတူတကလက်တွဲတိုက်ပွဲဝင်ပူးပေါင်းဆောင်ရွက်ရေးကိုယူရကနားလည်မှုစာချုပ်လွှာကိုချုပ်ဆိုခဲ့တာဖြစ်တယ်လို့ရဲဘော်ကြော်ကြော်လင်းကပြပြပါရယ်ဒါအပြင် NUG နဲ့မြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တပ်ကို ABSGF တို့ကြားမှာနိုင်ငံရေးလူထုစီယုံရေး စီရင်တဲ့ဗန်ဒိုင်းကဏ္ဍတွေမှာလည်းပူပေါင်းပောင်ဝင်ဆောင်ရွက်ဖို့အတွက်အသိပေးထားပါဗျ။အဲဒီနားလည်မှု စာကြုံလွှာချုပ်ဆိုတဲ့အခမ်းအနားကို NGO ရာယီသမ္မတဒူဝါလက်ရှိလာပြည်အောင်စုဝန်ကြီးချုပ်မန်းဝင်းခန့်တန်းကာကွယ်ဝန်ကြီးဦးရင်မွန်ပြည်ထောင်ရေးလူဝင်မှုကြီးကြပ်ရေးဝန်ကြီးဦးလွင်ကိုလက်အပါအဝင်တာဝန်ရှိသူတွေတက်ရောက်ခဲ့ကြပါဗျ။ ABS ရဲ့ဘက်ကလည်းဥက္ကဋ္ဌရဲဘော်တန်ကဲဒုတိယဥက္ကဋ္ဌရဲဘော်လက်ဆိုင်အထွေထွေအထွေမှုရဲဘော်စံဒီတွဲပက်အထွေထွေအထွေမှုတရဲဘော်ကျော်ကျော်လဲ င်းတောဖက်အထွေထွေအတွင်းမှုနှင့်ရဲဘော်ရဲထုတ်ခေါ်လှသေးတို့ဥဆောင်တဲ့ဘိုးကော်မတီဝင်တွေဘိုးအလုံးမှုဆောင်ကော်မတီဝင်တွေနယ်မြေအသီးသီးကတာဝန်ခံခေါင်းဆောင်တွေတက်ရောက်ခဲ့ကြရလို့လည်းသိရှိရပါတယ်ရှင်။ တလင်းတိုင်တိုင်တင်းတပုတ်ကိုတက်ဆက်ပေးကြပါရစေ။တလင်းတိုင်တိုင်လောင်လုံးမြို့နယ်မှာအကြက်ဖက်စစ်တပ်တက်ဆွဲထားတဲ့နေရာတွေခြေလင်းစစ်ကြောင်းနဲ့ရင်းနှန်းတွေကိုတက်ခတ်ရမှာစစ်တပ်ဘက်က ထိခိုက်သေဆုံးသူများပြတယ်လို့လောင်လုံးမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖက်ကတောင်းဝန်ရှိသူတိုးကပြပြပါရစေ ဩဂတ်စ24ရက်နေ့ညနေ9:00နာရီလောက်မှာမမကန်ကြက်ချက်မှာရှိနေတဲ့အကျန်းဖတ်တသားတွေကိုလောင်းလုံး PDF က40မမဘုံးပြစ်လောင်းချာနဲ့တွားရောက်ပြစ်ခတ်တက်ခတ်ခဲ့ရမှာစစ်ကောင်စီတပ်သား10ဦးခန့်တေဆုံးခဲ့လို့လည်းသိရှိရပါတယ်။ဒါအပြင်အကျန်းဖတ်စစ်တပ်ဘက်ကစေမူတူဦးလည်းအပြင်းထန်ဒဏ်ရာရှိခဲ့သလိုတေဆုံးသွားတဲ့စစ်သားမသားအလောင်းတွေကိုလည်းဩဂတ်စ25ရက်ကအရေးပေါ်ကားတွေနဲ့တယ်ဆောင်သွားတယ်လို့သိရပါတယ်။တတိယမလ9ရက်နေ့နဲ့10ရက်နေ့ကလည်းပြင်ကြီးကနဲ့သဘောစိတ် ရွာတွေရောက်ရှိနေတဲ့အကြမ်းဖက်စစ်သားတွေကို40မမဘုံးပြစ်လောင်ချနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာ16ဦးသေသွားပြီးအများပြားဒဏ်ရရှိခဲ့လို့လည်းသိရှိရပါဗျ။အဲဒီလိုစတေမာလ9ရက်နေ့နဲ့10နေ့ကအကြမ်းဖက်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရမှာတော့အကြမ်းဖက်စစ်ကောင်စီတပ်သားအများပြားသေသွားတယ်လို့လည်းသိရှိရပါဗျရှင်။ စကိုင်းတိုင်းတစ်ပုဒ်ကိုတက်ဆက်ပေးကြပါရယ်။စကိုင်းတိုင်းချောင်းမြို့နယ်ကံကြီးကုန်းပြူစောတိရွာစခန်းကိုလက်လက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာကျပ်ပန်စစ်သားပြူစောတိခုနှစ်ဦးဟာတေသွားခဲ့လို့မုံရွာအင်ဗာတာတပ်ဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကို ပြောပြပါရယ်။တတိယမလာဆယ်နေ့ဆက်တင်ပြီးချောင်းမြို့နယ်ကံကြီးကုန်းပြူရွာစခန်းကိုပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့ကလက်လက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးစတေမာလာ၁၇ရက်နေ့တိ၄၀မမဘုံဒီအလုံး၂၀၆ 60မမဘုံဒီအလုံး20 80မမဘုံဒီဆယ်လုံးလုံးနဲ့ပြစ်ခတ်တက်ခိုက်ခဲ့တာဖြစ်ပြီးအကြမ်းဖက်စစ်သားပြူစောတိခုနှစ်ဦးဟာတေသွားပြီးအများအပြားဒဏ်ရရှိခဲ့တယ်လို့လည်းသိရှိရပါတယ်။တက်ခိုက်မှုကို မုံရွာအင်ဗာတာ ပြည်သူ့ကာကွယ်တပ်ဖွဲ့ Triple 2 Task Force မျိုးဆက်သစ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဒေါင်းရာစာပြည်သူ့ကာကွယ်တပ်ဖွဲ့နဲ့ဒေသကာကွယ်တပ်ဖွဲ့တို့ပူးပေါင်းတက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်ရှင်။ စကန်းတန်းသင်းတပုတ်ကိုတက်ဆက်ပေးကြပါရယ်စကန်းတန်းရင်းမာပင်မြို့နယ်မုံရပသိန်းလမ်းမပေါ်မှာအကြက်ဘက်စစ်ကြောင်းကိုမိုင်းခွဲတိုက်ခတ်ခဲ့ရမှာစစ်ဗိုလ်တအူးတည်သွားပြီးစစ်သားရဲ9ဦးဒဏ်ရာရှိခဲ့တယ်လို့ Regional Front Fighter ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်ကိုပြပြပါရယ်တဒေမာလာ17ရက်နေ့ကဆလင်းကြီးမြို့နယ်မှာတရုတ်ကုမ္ပဏီတွေဖြစ်ကြတဲ့မြန်မာဝမ်ပေါင်နဲ့မြန်မာရန်စီကုမ္ပဏီတို့ကကျင်းညီထုတ်ရမှာလိုအပ်တဲ့ပစ္စည်းတွေတည်ဆောင်ဖို့နဲ့ ထုတ်ပြီးသားကျင်းလူတွေကိုတယ်ဆန်ဖို့အတွက်လုံခြုံရေးကင်းလည်နေတဲ့စစ်ကောင်စီစစ်ကြောင်းကိုမိုင်းဆွဲတက်ခဲ့ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီလိုမိုင်းဆွဲတက်ခဲ့မှုကြောင့်စစ်ဗိုလ်တူနေရာမှာပွဲချင်းပြီးတည်သွားတာဖြစ်ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်9ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရှိရပါတယ်။ အဲ့လိုမိုင်းဆွဲတက်ခတ်ခံရပြီးအထိနာသွားတဲ့အကြမ်းဖက်စစ်သားတွေဟာမြေပဲနှုတ်ပြီးပြန်လာတဲ့စလင်းကြီးမျိုးနဲ့မကြီးတထောင်ကျေးရွာကအမျိုးသမီး73အပါဝင် ကားလန်းဘေးကပြည်သူစုစုပေါင်း23ကိုအောင်စရာတက်ကုန်းကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပြီးစတိမာလာ7နှစ်နေကအမှတ်28ရဲတရင်အတွင်းကိုပို့ဆောင်လိုက်ပြီးပြန်မလွတ်ပေးသေးဘူးလို့လည်းသိရပါရဲ့ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ဘုတ်ကတော့မြန်မာနိုင်ငံနေရအနှံ့ပြားမှာနောက်လာမဲ့၃ရက်အတွင်းမိုးသည်ထန်စွာရသွန်းပြီးနေရကွက်ပြီးမိုးကြီးနိုင်တယ်လို့ရေကြီးတာကိုလည်းအထူးသတိပြုကြဖို့အတွက် NUG အစိုးရကပြည်သူတွေကိုသတိပေးချက် ထုတ်ပြန်လိုက်ပါတယ်ဒီကနေ့စက်တင်ဘာလ17ရက်နေ့မှာလည်းရခိုင်ပြည်နယ်အလဲပိုင်းနယ်အောက်ပိုင်းမန္တလေးတိုင်းအောက်ပိုင်းမကွေးတိုင်းအောက်ပိုင်းနဲ့ပဲခူးတိုင်းတို့မှာမိုးသည်ထန်စွာရသွန်းနိုင်ပြီးတချို့ဒေသတွေမှာနေရကွက်ပြီးမိုးကြီးနိုင်တယ်လို့ NUG ကသတိပေးချက်ထုတ်ပြန်ထားပါ ါတယ်။ဒါအပြင်ချင်းပြည်နယ်တောင်ပိုင်း၊စကိုင်းတိုင်းအောက်ပိုင်း၊ရှမ်းပြည်နယ်၊ကရင်ပြည်နယ်၊ကယားပြည်နယ်၊ကချင်ပြည်နယ်၊ရန်ကုန်တိုင်းနယ်တနင်္သာရီတိုင်းတို့မှာလည်းနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်တယ်လို့အန်ယူဂျီလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ရခိုင်ပြည်နယ်နဲ့ပဲခူးတိုင်းတို့မှာနေရာအချို့မှာတော့တနစ်တာအတွင်းမိုးရေကျဉ်စုစုပေါင်း၈လက်မှတ်ကနေဆယ်လက်မှအထိရွာသွန်းနိုင်တယ်လို့ရခိုင်ပြည်နယ်နဲ့ပဲခူးတိုင်းတို့မှာမိုးကြီးခြင်းနဲ့အတူမြို့ပြရေက ကြည်ခြင်း၊လက်တပြည့်ရေကြည်ခြင်း၊မြေပြိုခြင်းတွေကိုအထူးသတိထားသင့်တယ်လို့လည်းဖော်ပြထားပါတယ်။လာမယ့်စက်တင်ဘာလ14ရက်နေ့မှာရခိုင်ပြည်နယ်မကွေးတိုင်းပဲခူးတိုင်းနဲ့ရန်ကုန်တိုင်းတို့မှာမိုးကြီးတာနဲ့တူမြို့ပြရေကြည်ခြင်း၊လက်တပြည့်ရေကြည်ခြင်းနဲ့မြေပြိုခြင်းတွေကိုအထူးသတိထားသင့်တယ်လို့လည်းဆိုထားပါတယ်။လာတို့စက်တင်ဘာလ15နေ့မှာလည်းရခိုင်ပြည်နယ်ချင်းပြည်နယ်မကွေးတိုင်းမန္တလေးတိုင်းအောက်ပိုင်း တကောတိုင်းနဲ့ကရင်ပြည်နယ်တို့မှာမိုးကြီးတာနဲ့တူမြို့ပြရေကြီးခြင်းလက်တပြက်ရေကြီးခြင်းနဲ့မြေပြိုခြင်းတို့ကိုအထူးသတိထားသင့်တယ်လို့လည်းဆိုထားပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းလေးကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်ရှင်။ကျေးမများပါ။